မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဧပြီလ6ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စီဒုတ်ဒရာမြို့နယ်မှာခရီးသည်တင်ကားနှစ်စီးကိုစစ်တပ်ကပြစ်ခတ်တာကြောင့်အရဲသား၄ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် မကွေးတိုင်းစေတုတ်တရာမြို့နယ်ကုတော်ပြူစောတိရွာအနီးမှာခရီးသည်တင်ကားနှစ်စီးကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်ခဲ့တာကြောင့်အယက်သားပြည်သူလေးဦးသေဆုံးခဲ့ရတယ်လို့စေတုတ်တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါရီ ကူတော်ပြူစောတိရွာနဲ့အောက်ဝေါ်ရွာကြားမှာခရီးသည်တင်ကားနှစ်စီးကိုအကြံဖက်စစ်ကောင်စီတပ်သားတွေကအေဘီလာ3ရက်နေ့ည9:00နာရီခန့်အချိန်မှာပြစ်ခတ်ခဲ့တာလို့ဆိုပါရီဒီတိုက်ခိုက်မှုဖြစ်စဉ်ကိုတော်လိုင်းဤတပ်ဖွဲ့တွေကလှုံ့ဆော်ခဲ့တာလို့အကြံဖက်စစ်ကောင်စီကိုထောက်ခံတဲ့စစ်တပ်လော်ဘီတွေကဝါဒဖြန့်နေတယ်လို့လည်းအတည်ပြုထားပါရီ အကြမ်းဖက်စစ်ကောင်စီဟာတိုက်ခိုက်မှုဖြစ်တဲ့နေရာအနီးတစ်ဝိုက်မှာအေဗီလာတရက်နေ့ကလေးကနေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့တယ်လို့စစ်တပ်စစ်ကြောင်းနဲ့အင်အား60ကျော်ရှိတဲ့စစ်တပ်ကင်းဘုံတွေရှိတယ်လို့လည်းသိရပါဗျ။ အကြံပေးစစ်ကောင်စီဘက်ကတော်လှန်ရေးအင်အားစုတွေအပေါ်ပြည်သူလူထုအမြင်မှားအောင်ရည်ရွယ်ချက်ရှိရှိသတင်းထုတ်ပြန်ခဲ့မှုနဲ့ပြည်သူအပေါ်ကျူးလွန်တဲ့လုံရက်ကိုစိတ်တွရမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီးတော့လက်တုံ့ပြန်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။အကြံပေးစစ်ကောင်စီကစစ်ရှုံးနေချိန်မှာစီးရေးပြင်းမှန်းနဲ့မဆိုင်တဲ့အရသာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာအများပြည်သူနေထိုင်ရာရပ်ရွာတွေကိုလေကြောင်းကနေပုံကျဲတာခြေရွာအတွင်တက်ဆွဲပြီးတော့ လူသွားလူလာရှိတဲ့နေရာတွေမှာမိုင်းထောင်တာနေဘက်မှာခရီးသွားလာတာတွေကန့်သက်ပြီးငွေညစ်တာညဘက်မှာပုံမှန်တစ်လေးလေးညမထွက်ရအမိန့်ထုတ်ပြီးတော့ခရီးသွားတွေကိုပြစ်ခတ်တက်ဖြတ်တာစစ်မှုထမ်းဥပဒေကိုအသုံးပြုပြီးတော့သူတို့ဖမ်းလို့တဲ့သူတွေကိုအတင်းအဓမ္မဖမ်းဆီးငွေညစ်တာတွေလှောက်ဆောင်နေတယ်လို့လည်းဖော်ပြထားပါတယ်စိတ်ဒုက္ခရမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမိဘပြည်သူတွေအကြမ်းဖက်စစ်တပ်ရန်ကားနေကင်းဝေးစီဖို့မနက်9:00နာရီကနေည9:00နာရီအတွင်းသာခရီးသွားလာကြဖို့လေအတိပေးထားပါတ ယ်ခင်ဗျာဆလဘီတွန်းဆန်မျိုးက CND တက်စကန်းကိုစစ်တပ်နဲ့ ZRA အဖွဲ့ဝင်ရောက်တိုက်ခိုက်ပြီးတော့ Nexan ရွာကိုရွာလုံးကျုံမိရှုဖြစ်စည်းတဲ့တရင်ကိုတင်ပြပေးပါမယ်။ချင်းပြည်နယ်တွန်းဆန်မျိုးမှာရှိတဲ့ CND တက်စကန်းကိုအကြမ်းဖက်စစ်တပ်နဲ့ ZRA လို့ခေါ်တဲ့ Zombie Revolution Army ပူးပေါင်းအဖွဲ့ဝင်ရောက်တိုက်ခိုက်ပြီးတော့ Nexan ရွာကိုရွာလုံးကျုံမိရှုဖြစ်စည်းသွားတယ်လို့ဒေတာတွင်းသတင်းတွေကဆိုပါရီ။ အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်နဲ့ချင်းပြည်နယ်နယ်စပ်မှာခြေကုပ်ယူထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းထားတဲ့ Zomi Revolutionary Army ZRA တပ်ဖွဲ့ဟာအေဘီလ3ရက်နေ့မနက်6နာရီခန့်မှာဒွန်ဇန်မြို့နယ်အတွင်းက CND တပ်မှ၄စခန်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့တာလို့ချင်းအမျိုးသားတပ်မတော်အမှတ်၄တပ်မဟာကလည်းထုတ်ပြန်ထားပါတယ်။ ဒီကျူးကျော်တိုက်ခိုက်မှုကိုချင်းပြည်အစိုးရချင်းအမျိုးသားတပ်မတော်နဲ့ဘူပေါင်းတပ်ဖွဲ့တွေကပြန်လည်တိုက်ထုတ်ခဲ့တာကြောင့် ZRA တပ်ဖွဲ့ဝင်တွေအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားက ZRA တပ်ဖွဲ့ဝင်တွေအသုံးပြုတဲ့ drone နဲ့လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့အသိပေးထားပါတယ်။ဆုတ်ခွာထွက်ပြေးသွားတဲ့ ZRA တပ်ဖွဲ့ဝင်တွေဟာဆုတ်ခွာရလမ်းကြောင်းပေါ်က AG 80ခန်းရှိတဲ့ Nexan ရွာကဖျားရှိခိုးကြောင်းကလွဲလို့တရွာလုံးကိုမိရှုဖြစ်စီခဲ့တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာမနီပူရမြစ်ဘေးမှာရှိတဲ့နတ်ဆန်ရွာကကျေးရွာနေပြည်သူတွေဟာနီးစပ်ရာတွန်းဆက်မျိုးအတွင်းမှာဝင်ရောက်ခိုးလုံနေတယ်လို့လည်းသိရပါတယ်။မြန်မာပြည်အတွင်းငလင်တန်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူလူထုကိုကေဆေးရည်နဲ့ကူညီထောက်ပံ့ဓာတ်ရီလုံနိုင်ဖို့ယာယီအပြည့်ရက်ထားပြီးတော့စီးရေလှူရှောင်းမှုတွေကန့်သက်ထားတာကိုအခွင့်ကောင်းယူပြီးကျူးကျော်တိုက်ခိုက်လာတဲ့အတွက်ကြောင့်ချင်းအမျိုးသားတက်မတော်အမှတ်၄တက်မဟာအနေနဲ့စစ်ကောင်စီတက်တဲ့စရအာယီပူပေါင်းအဖွဲ့ကိုတိုက်ခိုက်ချေမှုန်းသွားမယ်လို့ ုတ်ပြန်ထားပါရခင်ဗျာဆက်လက်ပြီးအောင်တပြီစစ်ကြောရေးရဲဝန်းကို40မမနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရန်ကုန်တိုင်းမြန်ကုန်မြို့နယ်မှာရှိပြီးတော့ပြူစောတီးတွေကိုတင်တန်းပေးနေတဲ့အောင်တပြီရဲဝန်းကို40မမနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမေကထုတ်ပြန်ထားပါရီ။မနေ့ကအေဗီလ9ရက်နေ့ည7:00ခွဲခန့်အချိန်မှာ အောင်တပြေရေဝံအတွင်ပြစ်ခတ်ခဲ့တာဖြစ်ပြီးတော့အထိခိုက်ရှိနိုင်တယ်လို့ဆိုပါတယ်။မြန်ကုန်းမြို့နယ်မှာစစ်ကောင်စီအဖွဲ့တွေကင်းပတ်တာတွေများနေတာကြောင့်နှစ်ရက်တာလေးလာစောင့်ကြည့်ပြီးမှတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်စစ်စင်ရေးလှုပ်ဆောင်ခဲ့သူတွေအားလုံးဘေးကင်းတယ်လို့လည်းသိရပါတယ်။အကြမ်းဖက်ဆီအာနာရှင်မပြုတ်မချင်းနောက်ထပ်ပြစ်မှတ်ကြီးတွေကိုလည်းဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ရန်ကုန်အာမေကမိဘပြည်သူတွေကိုအသိပေးထားပါတယ်။ မြန်ကုန်မြို့နယ်အမှတ်နှစ်ရက်ကွက်မှာရှိတဲ့အောင်တပြေရဲစခန်းဟာမနှစ်ကမေလ22ရက်နေ့ညတုန်းကလည်းဒေါ်လင်းအင်အားစုတွေရဲ့အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်တာခံခဲ့ရပူးပြီးတော့အဲ့ဒီအချိန်တုန်းကရဲတပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။အောင်တပြေရဲစခန်းဟာနိုင်ငံရေးမှုနဲ့ဖမ်းဆီးခံရသူတွေကိုစစ်ဆေးနှိပ်စက်မေးမြန်းလေးရှိတဲ့စစ်ကြောရေးစခန်းတစ်ခုဆိုတဲ့နာမည်စိုးကိုပိုင်ဆိုင်ထားတဲ့နာမည်ကျော်စစ်ကြောရေးစခန်းလေးဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးမြိုင်နယ်လင်းကရုံစခန်းကနေပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်လင်းကရုံစစ်စခန်းကနေပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူဖို့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခတ်ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိတယ်လို့ပခုတ်ကူခရိုင်အမှတ်15တရင်ကပြောပါရယ်လင်းကရုံစစ်စခန်းကနေပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူဖို့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေက လမ်းပိုင်းတနေရာကနေအေဘီလာတရက်နေ့ကခုခံတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာအကြံဘက်စစ်ကောင်စီတပ်သား2ဦးလဲကျသွားတာတွေ့ရပြီးတော့ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ဆိုပါတယ်။တော်လိုင်းတပ်ဖွဲ့တွေဘက်ကခုခံကာကွယ်တာကိုစစ်လော်ဘီတွေကငလင်ကယ်ဆယ်ရေးသွားတဲ့ပရိတအဖွဲ့ရင်တန်းကိုပြစ်ခတ်တာလို့သတင်းမှားတွေနဲ့လိန်လေဝါဒဖြန့်နေတယ်လို့ပခုတ်ကူခေယံအမှတ်15တရင်ကထုတ်ပြန်ထားပါရီ ဒီခုခံကာကွယ်ထိုက်ခိုက်မှုကိုပကုတ်ကူခရိုင်အမှတ်15တပ်ရင်းငကနီတပ်ဖွဲ့ MRG တပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန်းကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ